မတော်တဆသချင်းသေးကြောင့်ပရိသတ်တွေကြောင့်လူပြောများနေရတဲ့ဝိုင်းစုကဲပရိသတ်ကြီးတို့ဤသချင်းတပုတ်ဆိုရင်တပုတ်ဆိုသလားပရိသတ်တွေစီကအပြင်းဝါအားပေးမှုရရှိထားသူကတော့ဝိုင်းစုခိုင်သိမ့်ပဲဖြစ်ပါရည်ဝိုင်းစုနေနေကတော့သချင်းတပုတ်စီတိုင်းကိုခန်းစားချက်နဲ့ရင်းပြီးဆိုတဲ့သူတယောက်ဖြစ်တယ်လို့သူမရဲ့လက်တွေဘွားချေရဲကလည်းခဏခဏတနာစရာ ကောင်းနေကြတာကြောင့်ပရိသတ်တော်များကဟင်းဝင်ရဲ့ရည်စားဟောင်းဖြစ်သူဝိုင်းစုကိုဝိုင်းပြီးတော့တနာနေကြတာပဲဖြစ်ပါရည်ဒီလိုမျိုးထင်ကျေးပေးနေကြတဲ့အချိန်မှာပဲဝိုင်းစုတယောက် မတော်တဆဆိုတဲ့သင်းတင်တဲ့သူပရိသတ်တွေရှိပြန်ရောက်လာပြီးဒီတကောက်သင်းကိုလည်းပရိသတ်တွေအားတော်လေးသဘောကျနေကြတာပဲဖြစ်ပါရင်ဝိုင်းစုအနေနဲ့ကတော့ဒီသင်းကအခုလက်ရှိခြေရင်းနဲ့ဘာမှမဆိုင်ပဲထွက်သိမ်းတဲ့အချိန်ရောက်နေပြီမလို့မဖြစ်မနေခလိုက်ရတာပါဆိုပြီးဆိုလာခဲ့ပါရင်အဲ့ဒါပြင်ဒီသင်းထဲမှာပါတဲ့စာသားတွေအတိုင်းဖောက်ပြန်တဲ့ခြေရင်းတစ်ခုကိုခန်းစားခဲ့ရပေမယ့်အခုချိန်မှာတော့ရုံထွက်နေနိုင်ပြီဆိုတဲ့အကြောင်းနဲ့ MTV ထဲမှာရှင်မနန်းဆိုင်တွေကိုတည်တသာဖော်ပြခဲ့တာကြောင့် ။ဂျာယွန်ရဲ့နေမသက်ဆိုင်ဆိုင်ကိုပရိသတ်တွေကစိတ်အိနိုင်ကြရပါရော။ဘလိုပဲဖြစ်ဖြစ်ပါအတန်အိုကွဲနေတဲ့ချိန်မှာတောင်ပရိသတ်တွေအတွဲပုံစံမတူတဲ့အတန်မျိုးနဲ့ကြိုးစားထားကြတာဆိုတော့ပရိသတ်ကြီးလိုလေဝိုင်းစုရဲ့သချင်းအစ်ကိုနောက်မထောင်ရသေးရင်နားထောင်ကြည့်လိုက်ကြပါဦးရှင်။